င်းလှုပ်ရှားမှုနဲ့ပတ်သက်လင်းမြန်မာမင်္ဂဟာထင်ရှားတဲ့ဆက်ကိုင်းပြရွေကျော်ကြီးအထင်အခြားသောပြရွေငယ်ပေါင်းများစွာလည်းတရှိကြီးတော့အိန္ဒိယမြေတုချက်ကမြန်မာမြေတုချက်အောက်ကိုဒိုးဝင်နေတီမြေတုချက်ဒိုးဝင်မှုဖြစ်စဉ်လည်းတရှိနေလာမျိုးဖြစ်တဲ့အထွတ်ကြောင့်ငလျင်းလှုပ်ရှားမှုများတွေ့ကြုံခန်းစားရနိုင်ပါတယ်ဒါအပြင်တက်ရှင်ပြရွေငယ်များသည်လည်းရွေရှားနေသောကြောင့်ငလျင်ငယ်များဖြစ်ပေါ်နိုင်ပါ रे ငလင်းလှူရှားမှုနဲ့ပတ်သက်ရင်တွေးကြောက်နေရမလို့ပဲအကယ်၍ရင်ဆိုင်ကြုံတွေးလာပါကဘလို့မျိုးတုံးပြန်ရမလဲဆိုတာတွေကို သိရှိနားလည်ထားဖို့လိုအပ်ကြောင်းနဲ့သတိပြုသင့်တဲ့ငလျင်အခြေအနေများနဲ့ပတ်သက်ပြီးမိုးလေဝါသနှင့်ဇလဗေဒညွန့်ကြားမှုဦးစီးဌာနမြင်းကလေးဌာနခွဲမှဒုတိယညွန့်ကြားရေးမှူးဒေါက်တာရင်မျိုးမြင့်ထွေးကအခုလိုပဲရှင်းလင်းပြောကြားထားပါ၏ကျွန်တော်ငလျင်ကတော့တိတိကျကျခံမှန်းတစ်ချက်လို့မရဘူး တို့တော့လည်းပဲပေါ့နော်ကျွန်တော်တို့ဒီရခင်ကဖြစ်ခဲ့တဲ့ငလျင်ရဲ့အဖြစ်အစဉ်လေးကိုပြန်လည်လေ့လာတုံ့တက်ပြီးတော့ဒီတိုးတင်တာဖြစ်မှုတွေအရာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီစကိုင်းပြည့်ရွေနဲ့ပတ်သက်လို့ရှိရင်လည်း1930ပခုငလျင်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီနှစ်ပေါင်း160ပြည့် တကြောပြန်လည်လုံချားနိုင်တယ်ဆိုတဲ့ဟာမျိုးကိုဒီသူတင်နာပြုချက်တွေရတွေ့ရှိထားတာမျိုးဖြစ်တဲ့အတွက်ကြောင့်ယခုဆိုလို့ရှိရင်နှစ်ပေါင်း၁၀၀လောက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘကူးငလင်နဲ့ပတ်သက်ပြီးသတိပြုတင်တယ်ဘကူးငလင်ရဆိုလို့ရှိရင်1930လုံချားမှုလုံကကျွန်တော်တို့ဘကူးတာမကပဲနဲ့ရန်ကုန်ကိုလည်းတက်ရောက်မှုရှိခဲ့တာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဗောနော်ကျွန်တော်တို့ဒီဘကူးငလင်နဲ့ပတ်သက်လို့ရှိရင်ဘကူးနာမကပဲနဲ့ရန်ကုန်ကိုလည်းသတိပြုတင်တယ်နောက်ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့အနောက်ဖက်ခြမ်းမှာဆိုလို့ရှိရင် ရခိုင်ပြည်နယ်ဖက်မှာဆိုလို့ရှိရင် 1962ကငလျင်ဒီလှုပ်ရှားခဲ့တာမျိုးရှိပြီးတော့အဲ့ငလျင်လှုပ်ရှားမှုကြောင့်ဆူနာမီလိုင်းတွေလည်းဖြစ်ပေါ်ခဲ့တယ်။အခုဆိုလို့ရှိရင်နေပေါင်း250ကျော်လောက်ဖြစ်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကလည်းငလျင်လက်ပတ်တပ်ပြီးတတိပြုရန်လိုအပ်တယ်လို့ဒီရခိုင်ပြည်နယ်အတွက်ဆိုလို့ရှိရင်ဆူနာမီလိုင်းလည်းတတိပြုတင်တယ်ဆိုတဲ့အကြောင်း1900 စစ်နဲ့ကြောက်ချမ်းပြရွေရှားမှုကြောင့်လှုပ်ရှားခဲ့တဲ့မိမျိုးငလျင်ကိုလည်းတတိပြုရန်လိုအပ်တယ်လို့ပဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့အရှိတ်အဝါချမှာဆိုလို့ရှိရင်လည်းရှမ်းပြည်နယ်ပေါ်မှာတခြားပြရွေလေးတွေလည်းရှိတာမျိုးထပ်ပြီးတော့အခုမလ28ရက်နေ့ကလှုပ်ရှားခဲ့တဲ့မန္တလေးငလျင်ကြီးလှုပ်ရှားမှုနာပတ်သက်ပြီးတော့နောက်ပိုင်းမှာဆိုလို့ရှိရင်ရှမ်းပြည်နယ်ပေါ်မှာငလျင်ငယ်လေးတွေလှုပ်ရှားတာမျိုးလည်းရှိတဲ့အတွက်ကြောင့်မို့လို့ဒီရှမ်းပြည်နယ်ဘက်ကလည်းတတိပြုတဲ့လေ။နောက်ကျွန်တော်တို့ရန်ကုန်မြို့နဲ့နီးတဲ့ပင်လယ်ဝမှာဆိုလို့ရှိရင်လည်းငလျင်လှုပ်ရှားမှုလေးတွေရှိတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ငလျင်မှာ ိတိကျကျကျူတင်ခံမှန်တွေ့ချက်လို့မရဘူးငလျင်လှူရှားမှုနဲ့ပတ်သက်လို့ရှင်လဲကျွန်တော်တို့ဘယ်နေ့ဘယ်အချိန်မှာတော့ဘယ်နေရာမှာလှူရှားမယ်ဆိုတာမျိုးကိုတိတိကျကျခံမှန်တွေ့ချက်နေတာမျိုးယနေ့အချိန်ထိကဘာပေါ်မှာဘယ်နဲ့ညမမရှိသေးတဲ့အတွက်ကြောင့်မလို့ဒါမျိုးနဲ့ပတ်သက်ပြီးတော့တခါတည်းမှာလူမှုခွင့်ရဆမ်မက်နာတွေမှာရေးသားထားတာမျိုးရှိလို့ရှင်လဲပြည်သူတွေအနေနဲ့ချင့်ကြင်ပြီးယုံကြည်တင်တယ်ငလျင်ဆိုတာကတော့ဒီပြည့်ရွေတွေရွေချမှုတွေရှိနေတဲ့ရွေ့ ငလျင်လှူရှားမှုဆိုတာမျိုးကတော့တွေ့ကြုံရနေတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ငလျင်လှူရှားမှုနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့ တွေးကြောက်နေဟိုရမလို့ပဲနဲ့အကယ်၍ရင်ဆိုင်ကြုံတွေ့ရလို့ရှိရင်ဘလို့မျိုးတုံ့ပြန်ရမလဲဆိုမြဟာမျိုးလေးတွေကိုတရှိနားလည်ထားဖို့ရလိုအပ်တယ်။ဒါနဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်တို့ငလျင်နဲ့ပတ်သက်ပြီးတော့ကြိုတင်ပြင်ဆင်မှုအနေနဲ့ဆောင်ရွက်ထားမယ်ဆိုရင်ပုံမကောင်းမွန်နဲ့အဲ့လိုကြိုတင်ပြင်ဆင်မှုအနေနဲ့ဆိုလို့ရှိရင်ငလျင်ကြိုတင်စရိုက်လေ့ကျင့်ခြင်းငလျင်ပြည့်နံမြန်ပြင်စရာမျိုးရေးဆွဲတာမျိုးလေးငလျင်ဆိုင်ရာအသိပညာအမြတ်ဝေးတာဟောပြောဝေပို့ချမှုတွေကိုလည်းမကြာခဏပြုလုပ်တဲ့နဲ့နောက်မိသားစုတွေမှာဆိုလို့ရှိရင်လည်းငလျင်နဲ့ပတ်သက်တဲ့အစီအမံလေးတွေဆောင်ရွက်ထားပြီးတော့အကယ်၍ငလျင် ှုတ်ရှားမှုကိုကြုံတွေ့တဲ့အခါမှာဘယ်လိုမျိုးတွေဆောင်ရွက်ရမလဲဆိုတဲ့ဟာမျိုးတရှိထားခြင်းအဖြစ်ငလျင်လှုပ်ရှားမှုကိုကြုံတွေ့တဲ့အခါမှာဆိုလို့ရှိရင်ငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေကိုရော့ပအောင်ဆောင်ရွက်နိုင်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီငလျင်လှုပ်ရှားမှုနဲ့ပတ်သက်လို့ရှိရင်တော့တွေးကြောက်နေဖို့ရမယ်လို့ပဲ ਨੇ ရင်ဆိုင်တုံ့ပြန်နိုင်ဖို့တရားတော်ကိုကြိုတင်ပြင်ဆင်ထားခြင်းသာလျှင်အကောင်းဆုံးဖြစ်တဲ့အကြောင်းကိုပြည်သူတွေကိုငလျင်အသိပညာနဲ့ပတ်သက်ပြီးတော့မျှဝေပေးလိုပါတယ်ခင်ဗျာ